ထွန်းလွင်မြေတောင်မြောက်ပေးခဲ့လို့မြန်မာကိုကဘာကတည်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အလှမယ်လေးဦးဒုတိယထူးချွန်းအောင်မြင်တဲ့စတရာကိုပိုင်းအရေးချင်းနေတယ်မပြီးပဲနောက်ွယ်ကနေဆုံးမသွန်သွန်လမ်းပြပေးတဲ့ဆရာကောင်းတယောက်ကတော့အမြဲတမ်းရှိနေတာပါအခုဆိုရင်တော့မြန်မာနိုင်ငံရဲ့ဂုံကိုကဘာကတည်အောင်စွမ်းဆောင်နိုင်တဲ့အလှမယ်လေးများစွာပေါ်ထွက်လာခဲ့ပြီဖြစ်ပြီးသူတို့ရဲ့နောက်ွယ်မှာအစွမ်းကုန်ကူညီပံ့ပိုးပေးခဲ့တဲ့ဆရာထွန်းလွင်ရှိနေခဲ့ပါတယ်ဆရာသူရဲ့တင်ပြမှုတွေမြေတောင်မြောက်ပေးမှုတွေကြောင့်ကမ္ဘာလယ်မှာမြန်မာအလှမယ်ဆိုပြီးတော့ဂုံယူစွာရည်တည်နိုင်ခဲ့တာကတော့ဒီအလှမယ်လေးယောက်ပဲဖြစ်ပါတယ်ရှင်။ နံပါတ်၄အမရာရှင်းလိုက် Miss Earth International 2020 Top 8 Miss Grand International 2021 Top 20 အမရာရှင်လေးကမြမပြိတ္တတွေကြားထဲမှာအနည်းငယ်တော့လူတိနဲလောက်ပေးမိဆီယန်ထွရဲ့ပထမဆုံးတပတ်လည်းဖြစ်တယ်လို့မြမတဲ့အလှမဲ့စုကိုရယူနိုင်တဲ့သူတယောက်ဖြစ်ပါတယ်ပြောရမယ်ဆိုရင်အချင်းတော်ကြားပြိတ္တစိတ်ဝင်စားမှုညှော်နေနေတဲ့အလှမဲ့လောကကိုတဖန်ပြန်လည်တိဆောက်ပြီးတော့စတင်မြေတောင်မြောက်ပေးခဲ့တဲ့အလှမဲ့တယောက်ပါရှင်2029ခုနှစ်မှာ Miss Art ပြိုင်ပွဲကိုမြမကိုစားပြုအနေနဲ့ဝင်ရောက်ရှင်မြိုင်ခဲ့ပြီးတော့ top 8အထိရောက်ရှိအောင်ဆွမ်းဆောင်နိုင်ခဲ့တာကဆီယန်ထွရဲ့ကူညီပံ့ပိုးပေးမှုတွေကြောင့်ပါပဲ နံပါတ်3နီနီလင်းအိမ် Miss Grand International 2023 First Runner Up နောက်ပြီးမြန်မာနိုင်ငံမှာလည်းနာမည်အကြီးဆုံးဖြစ်သွားစေတဲ့အလှမယ့်လောကကိုတုံ့နှုတ်စေခဲ့သူကတော့နီနီလင်းအိမ်ပါရှင်။သူမကကမ္ဘာကိုဖုံးလွှမ်းပြီးအောင်မြင်မှုတွေကိုတင်ပိုက်ခဲ့အောင်သားမကမြန်မာနိုင်ငံရဲ့ rank အမြင့်ဆုံးအလှမယ့်တရားအဖြစ်လဲစံချိန်တင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ထိသူမရဲ့စံချိန်ကိုကြော်နိုင်တဲ့တခြားအလှမယ့်ဆိုတာမရှိခဲ့သလိုသူမရဲ့နောက်မှာအမိကတ်လိုက်နိုင်တဲ့အလှမယ့်ကလည်းဆရာထူးတဲ့တပည့်အရင်တွေပဲဖြစ်ခဲ့ပါတယ်။ နေနေလင်းဆိုရင် Miss Grand International 2023မှာဝင်လာတဲ့ခြေတလန်းသာဝေးကွာခဲ့ရတဲ့ First Runner App အဖြစ်ဂုဏ်ယူစွာနဲ့ရည်တည်နိုင်ခဲ့ပါတယ်ရှင်။နံပါတ်2အသေးစွန်ရင် Miss Grand International 2024 Second Runner App ီနေ့ရက်နောက်မှာအမေကလိုက်တာကတော့ Miss Grand International 2024 Second Runner App အလှမဲ့တက်စုညီမရှင်အလှမဲ့ rank အနေနဲ့ကတော့နီနီလက်အိမ်ကပိုမြင့်နေစုပြီးမဲ့အောင်မြင်မှုအတိုင်းတာနဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်တော့တိတိကဆရာထုရဲ့စိတ်တိုင်းချအဖြစ်ဆုံးအောင်မြင်ဆုံးအလှမဲ့တရားလို့ပြောလို့ရပါတယ်ကမ္ဘာအလယ်မှာမြန်မာအလှမဲ့စုပြီးတော့အားလုံးသိအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့တက်စုညီကအခုဆိုရင်မြန်မာအမှုပညာလောကမှာလည်းနေရာတစ်ခုအခိုင်အမာရယူထားနိုင်ခဲ့ပါပြီဒါတင်မကဆရာထုနဲ့ပူးပေါင်းပြီးနောက်ထပ်အလှမဲ့အသက်လေးတွေကိုလည်းပြောထောင်တင်ကြားပေးနေတဲ့တကယ်ကိုလေး းစားစရာအလှမယ့်တယောက်ပါရှင်။နံပါတ်1နာနာ Miss International Top 10 People Choice Award NC Top 10 ဆရာသူရဲ့နောက်ဆုံးလက်ထွက်တပည့်လေးနာနာဆိုရင်တော့မကြတိခင်ကမှပူပူနွေ့နွေ့ပြိုင်ပွဲကြီးကိုဝင်ရောက်ရှင်ပိုင်ခဲ့ပြီးတော့ကြီးမားတဲ့စုကြီးကိုရယူပေးနိုင်ခဲ့ပါတယ် Miss International 2025ပြိုင်ပွဲကြီးမှာမြန်မာလူမျိုးတွေရဲ့လေးစားစရာအချက်တွေကိုကမ္ဘာကိုချပြခဲ့တာကသူမရဲ့လေးစားစရာအချက်တွေကတခုပါရှင်ပြိုင်ပွဲတစ်လျှောက်လုံးမှာမြန်မာအလှမယ်လေးဘလောက်ကြော်ရဲဆိုတဲ့ချီကျူးတန်တွေကပြန့်နှံ့ခဲ့သလိုနောက်ဆုံးပိုင်နယ်ပွဲစဉ်မှာတော့ Top 10အထိရောက်အောင်လို့စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါတည်းမကား People Choice Awards ကိုလည်းထိုက်တိုက်တန်တန်ရရှိခဲ့ပြီးတော့ပြည်သက်အချက်များ များစွာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။နောက်ပြီးမြန်မာလူမျိုးတွေရဲ့အထင်ကရ National Council ဝစ်စုံကိုလည်းကမ္ဘာအလဲမှာချပြခဲ့ပြီး Top 10အထိသေသွားနိုင်ခဲ့ပါတယ်။ဒီအလောက်မဲ့တွေအကောင်လုံးကအမြင့်မားဆုံးဝန်ထမ်း Crown ကြီးကိုမရနိုင်သေးပေမဲ့လက်တကန်းအလိုထိရရှိခဲ့ကြပြီးတော့ကမ္ဘာအလဲမှာနာမည်ကောင်းတွေရရှိခဲ့ကြသူတွေပါ။အလုံးကဆရာကျူရဲ့အချက်ဆုံးတပည့်လေးတွေဖြစ်တယ်လို့ဆရာကျူကိုယ်တိုင်ကရေလောင်းပေါင်းတင်ပေးခဲ့တဲ့ပန်းလေးတွေဖြစ်ပြီးကဘာမမြမလူမျိုးတွေရဲ့အကောင့်တရင်တွေကိုမှုေ့ပြန့်စွာတည်ဆောင်ပေးနိုင်ခဲ့ကြတဲ့အလှမဲ့လေးတွေလည်းဖြစ်ပါရဲ့ရှင်။ ဆရာထူးရဲ့ထူးကျွန်လာတဲ့အလှမေများစွာတွေကမှပြည်သက်သဘောအကျဆုံးအလှမေကဘယ်သူများဖြစ်မလဲဆိုတာပြပြပေးခဲ့ပါအောင်နော်။